ချပ်တာ186မှာတော့အီဆာကီရဲ့ပေးပို့မှုကိုကပ္ပတိန်အမေရိကတွေးယူနိုင်ခဲ့ပါတယ်။သူ့ရဲ့တွင်းကိုကြောက်ပဲဘတ်စတာမန်ချင်းကပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဆိုပေမဲ့အဲ့ဒီဂိုးပေါ်မှာအီဆာကီကတော့မကျင်းတတ်ပါဘူး။သူစဉ်းစားခဲ့တဲ့ဂိုးဖောက်မီလာမမအုပ်ဆိုပေမဲ့ခိုင်စားလည်းအဲ့ဒီအရာကိုမြင်နိုင်ပါတယ်။အဲ့ဒါကြောင့်အီဆာကီရဲ့လမ်းပေါ်မှာရောက်လာခဲ့ပြီးတော့တေချာမချိန်မဲကန်လိုက်ရတာပါ။လမ်းကြောင်းကလည်းလဲသွားခဲ့ပြီမလို့ကပ္ပတိန်အမေရိကလည်းခိုးယူနိုင်ခဲ့ပါတယ်။အီဆာကီကစိတ်အေးထားပြီးတွင်းနေမက်တာဗီရှင်ဆိုတာနဗျားအဆင့်စွမ်းရည်တစ်ခုဆိုပေမဲ့ခိုင်စားစီကတင်ယူခဲ့ရတာဖြစ်ပြီးတော့ဘလုံးအကြီးနဲ့ မျက်လုံးအောင်အသုံးချနေပဲလိုတာမလို့ပရိုကစားသမားတွေကလည်းတုံးလောက်ပါတယ်အထူးသဖြင့်ကွင်းလက်လူတွေကစားပွဲကိုပြောင်းလဲတဲ့သူတွေကဒီခံစားချက်ကိုအသုံးပြုပြီးတော့ပေးပို့တာတွေကန်သွင်းတာတွေလုပ်လက်ပါတယ်အဲ့ဒီလို့ဆိုရင်အီတိုရှိစာရေးလုံညံကြီးရှင်တွေကလည်းပါနိုင်တာမလို့အီဇာကီနားမလည်ခဲ့တဲ့ယူ20ပွဲကကစားနည်းအားလုံးကမက်တာဗီရှင်ရှိလို့လည်းဖြစ်နိုင်ပါတယ်ပြောရမယ်ဆိုရင်တော့အီဇာကီကအခုဆိုရင်နောက်ထပ် level တစ်ဆင့်ကိုရရှိသွားခဲ့ပါပြီရုတ်တရက်အီဇာကီကလဲကြမလို့ဖြစ်သွားခဲ့ပြီးတော့ရုတ်တရက်ဖြစ်ပေါ်လာတဲ့ပြင်ပမှုတွေကမက်တာဗီရှင်ကြောင့်ဆိုတာအီဇာကီကနားလည်လိုက်ပါတယ် မေတာဖြစ်ရှင်ကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးအလုံးအမင်းမောပန်းစီပြီးတော့အဲ့လိုဖြစ်ရတာလေအတိတ်ပဲရှိပါတယ်လူခန္ဓာကိုဆိုတာကလည်းစက်တွေလိုမျိုးအများနဲ့သုံးနေပြတ်နိုင်ပြီးတော့မေတာဖြစ်ရှင်ဆိုတာကလည်းသုံနီးတူပါပဲအခုတော့အီဇာကီးဟာခိုင်ဇာနီးတူခိုင်ဇာမြင်တယ်လိုမျိုးမြင်လာခဲ့ပြီမဲ့ခိုင်ဇာနီးတူလောက်မြင်နိုင်တာလောက်နဲ့မလုံလောက်သေးပါဘူးကြော်လိုအောင်မြင်နိုင်ပြီးတော့သူ့ကိုဖျက်ဆီးဖို့လိုအပ်ပါတယ်ခိုင်ဇာကိုတစ်ချိန်လေးတောင်အနိုင်မီနိုင်ဘူးဆိုရင်သူ့ရဲ့တန်ဖိုးကိုပြတာခွင့်ရရတော့မှာမဟုတ်တာမို့ခိုင်ဇာကိုလုံးဝဝမ်းမြင့်မယ်ဆိုပြီးတော့ အီဇာကြီးကချိန်ဆလိုက်ပါတယ်တဖက်မှာတော့တထေးသားလေးဟာအီဇာကြီးရဲ့ပြောင်းလဲသွားမှုတွေကိုသုံးသပ်နေပြီးကစားပွဲထဲမှာတခုခုကိုရှာသွေးခဲ့ရတဲ့အကြောင်းပြောင်းလဲသွားတယ်ဆိုတာနားလည်လဲပါတယ်ခွေးကောင်အီဇာကြီးမင်းကအခုချိန်ထိမကောင်းဆိုးဝါဖြစ်နေတော့မယ်ဒါပေမဲ့လည်းငါအဲ့လောက်ကြီးတော့မရှင်းချင်ပါဘူး तू ကသူငါးငါပဲမနိုင်တော့ကြမရှင်းတော့ဘူးတဲ့ဒီကောင်အာဆင်နယ်ဖန်လားမသိငါ့ရဲ့ကိုယ်ပိုင်ကစားပုံနဲ့ Neo Egoist League မှာရှင်းတန်းနိုင်ဖို့လမ်းစာကိုရှာရမှာပဲ ပြီးတော့မန်ရှိုင်းစီးတီးရဲ့ကစားပုံဟာနှစ်နီးရှိတယ်အသင်းရဲ့ဖွဲ့စည်းပုံကတော့နာဂီကိုအခြေခံထားပြီးသူ့ရဲ့ကိုယ်ပိုင်ကစားနည်းအတိုင်းကစားနိုင်အောင်လို့ဘောလုံးပေးုံပဲဖြစ်ပါတယ်နောက်တနီးကတော့အခွင့်အရေးရတဲ့အခါကိုယ်တိုင်ကိုနီးကိုဟန်နဲ့ကိုရဖို့အတွက်ရှာဖွေကြပါတယ်ငါကိုယ်ပိုင်ကိုသွင်းခြင်းနဲ့အဲ့ဒါမှငါထားခဲ့ခံရတဲ့လူမျိုးမဖြစ်တော့မှဘရာသားတို့ပြောတာငါအဲ့ဒီလူမျိုးထပ်ပြီးတော့မခံစားချင်တော့ကြီးပဲအဲ့ဒီအရာကြီးကိုငါထပ်ပြီးတော့တတိယနေပြန်ပြီမင်းလိုက်နိုင်ပြီလို့ထင်ထားခဲ့တဲ့ဟာနာဂီကသူမဟုတ်တဲ့ဘီးရတခြားတယောက်ကိုရီးချေသွားခဲ့တဲ့အခိုက်တန်းနေရာ သူ့ကိုအမြဲတမ်းနာကျင်နေစေပါတယ်။ပြီးတော့အဲ့ဒီလူမျိုးငါရှုံပြီးတိုင်းပို့ပြီးတော့တံမာလာခဲ့။နာဂီယိုငါထပ်ပြီးတော့မလိုအပ်တော့။ကပောက်အဖလားကိုနိုင်မှုအတွက်ကငါ့ရဲ့မူလအိမ်မဲ့ပဲ။ပြီးတော့နာဂီယိုငါ့ရဲ့အိမ်မဲ့နောက်ကိုအတူတူလိုက်ဖို့အတွက်အတင်းအကျပ်ခိုင်းစေခဲ့မိတယ်။အဲ့ဒါနာဂီရဲ့အမားမဟုတ်ပါဘူး။ငါ့ကပဲပြောင်းလဲဖို့လိုနေတာ။အရင်လူမျိုးသူ့ရဲ့ဘေးမှာရက်တည်နေနိုင်အောင်ငါပြောင်းလဲမှရမယ်။ရီယိုမီခါကီဆိုရင်ငါတယောက်ထဲတိုက်ခတ်နေနေဆိုတာကပောက်ကြီးကိုတက်တည်ပြရမယ်။ဆိုပြီးတော့တတိသားလေးကကျုံဝါနေတော့မှာပဲ နာဂီယာအီဇာဂီရောနိုင်ရင်နယ်လို့ပြောလာခဲ့ပါတယ်။အီဇာဂီယာသူ့ထက်ဆက်လက်ကျော်လွန်နေပြီးတော့ခရစ်နဲ့အဂီတို့တင်ပေးတဲ့အတိုင်းလုပ်ခဲ့ပြီးမြဲအီဇာဂီရောအနိုင်နိုင်ဖို့လမ်းစာရှာမြင်ရဖြစ်နေသေးပါပဲ။အခုဆိုရင်ဘောလုံးကန်ရတာသူ့အတွက်ပြောဖို့မကောင်းတော့ဆိုပြီးတော့နာဂီယာဆိုပါတယ်။တထိသားလေးကတော့နာဂီယာသူရွေးချယ်ခဲ့အီဇာဂီရောအနိုင်ယူမယ်ဆိုတဲ့ကိုရှောက်ခဲ့တဲ့လမ်းကိုကိုကိုယ်တိုင်အဆုံးသတ်ဖို့ပြောပါတယ်။ဒါပေမဲ့နာဂီယာတထိသားလေးနဲ့ဆော့ခဲ့ရတဲ့အချိန်ကြီးဟာပို့ပြီးတော့ပြောဖို့ကောင်းခဲ့ပြီ။အဲ့ဒီအတွက်ကြောင့်အီဇာဂီကိုအနိုင်ယူဖို့အတွက်သူ့ကိုကူညီပေးပါ real ကျေးဇူးပြုပြီးတော့ငါ့ကိုကူညီပေးပါ။ငါမင်းကိုလိုအပ်တယ်။ရီယိုဆိုပြီးတော့နာဂီကရီယိုစီမှာအီစာဂီကိုနိုင်ယူဖို့အတွက်အကူအညီတောင်းရင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ချက်တာ180ခုမှာတော့နာဂီကအီစာဂီကိုနိုင်ယူဖို့တတိသားလေးကိုကူညီတောင်းနေခဲ့ပါတယ်။ဘာလား။မင်းကတခြားသူတွေအတွက်ငဲ့ညာတတ်တဲ့စိတ်ကောရှိရဲ့လား။ဟမ်ဘာပြောလဲ။ငါနားမလဲ။မပြောချင်တာတခြားသူတွေအတွက်ခံစားချက်ကိုမင်းတွေးရောတွေးမိရဲ့လား။မင်းပြောတာကငါအခုထိတဘောမပေါက်သေးဘူး။ငါအမြဲတမ်းအပယ်ခံခဲ့ရတယ်။ဒါကြောင့်မို့တယောက်ထဲတိုက်ခိုက်နေအောင်ပို့ပြီးတော့တမ်းမလာအောင် ငါလေ့ကျင့်ခဲ့ရတယ်အဲ့ဒါကြောင့်မို့စက်မပြောနဲ့တော့မင်းစိတ်ပြောင်းလာနေပဲငါ့ရဲ့ဆုံးဖြတ်ချက်တွေကိုရိုင်လဲတော့မလုပ်နဲ့ကွာဒါမဲ့အဲ့ဒါငါဆိုလိုတာမဟုတ်ဘူးလေဟမ်အဲ့ဆိုပါလေမင်းငါ့ကိုဘလုံးကံမှုခွက်ခဲ့တော့ငါမင်းနဲ့ပဲအမြဲတမ်းရှိနေခဲ့တာငါတို့ကပတ်ဖလာကိုအတူတူနိုင်ယူဖို့ဂရိပေးခဲ့ကြရမလားငါအဲ့ဒီကိုအတွက်အကောင်းဆုံးရည်ချေချက်တွေကိုလုပ်နေခဲ့ရမှာအဲ့တော့ကအီဇာကီနဲ့အတူတူလိုက်သွားမယ်ဆိုရင်ငါပူပြီးတန်မာလာမယ်လို့ထင်ခဲ့တာအခုအင်္ဂလန်ကိုရည်ချေခဲ့တာလေခရစ်နဲ့အဂီရိုစီကတင်ယူခဲ့ခြင်းလို့အခုတော့မင်းမဲရီကိုမင်းကပူပြီးတော့တန်မာလာပြီဆိုတော့ အရင်တခါလုံမဟုတ်ပဲအီဇာကီကိုအနိုင်နိုင်လောက်တယ်။တခြားသူရဲ့စိတ်ကံစားချက်ကိုထဲမဲ့တွက်ပဲ။ဒုက္ခကောင်းဆန်တဲ့နာဂီရဲ့ရွေးချယ်ချက်ကိုတတိသားလေးကတင်းနေပါတယ်။နာဂီကသူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ဖန်တီးနိုင်တဲ့အခွင့်အရေးတွေကိုစိတ်ကူးယဉ်ကြည့်ဖို့ပြောပါတယ်။နှစ်ယောက်လုံးကလည်းအတွေးတူကြတာမလို့မင်းရောငါသွေးနေတယ်လို့သွေးနေရမလား။မင်းရောစိတ်မလို့ရှာဘူးလား။ဒါဆိုရင်အဲ့ဒါကမင်းရဲ့အတ္တလား။မဟုတ်ဘူး။ငါ့ရဲ့အိမ်မက်ပဲ။တချင်ရရီယိုရဲ့အိမ်မက်ကအခုဆိုရင်နာဂီရဲ့အိမ်မက်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီဒီအချိန်မှာတော့အဲ့ဒီရဲ့အိမ်မက်ကိုရီယိုကကိုင်ညီမှမလို့ ။နာဂီကိုသူ့ကိုပါခေါ်သွားပြီးပါဆိုပြီးတော့တထေးသားလေးကသွင်းနေပါဗျ။တစ်ဖက်မှာတော့အီဇာကီကလည်းသူ့မှာရှိသမျှနဲ့ခိုင်ဇာကိုအနိုင်ယူဖို့သွင်းနေမိပါဗျ။ကပတိန်အမေရိကကလည်းအီဇာကီကိုလူပေးတာကောင်းတယ်။မင်းရဲ့ကံချက်ကအရသာကိုရှိနေတာပဲ။ဆိုပြီးတော့ပြောပါဗျ။အီဇာကီကတော့ပိတ်ထားစမ်း။ငါစီစဉ်ခဲ့တဲ့အကွက်တွေအားလုံးမင်းမမြင်ဘူးမလား။အပြောကတော့ရှည်မှန်းမင်းနော်။နိုဝါရဲ့အချစ်တော်လေး။ဒါဆိုလေငါ့ရဲ့အကျဉ်းချန်လေးတွေပဲဆက်စားနေ။သူရဲ့ကောင်းလေးမင်းကအပြောပဲရှိရဲ့ကောင်းပါ။ အခုဆိုရင်တော့ပွဲရဲ့ရလက်ကဒူဝမ်ဖြစ်နေပြီဘတ်ဆက်မှန်ချင်းရပဲဆက်ပြီးတော့ဥဆောင်နိုင်မလားလမ်းဆိုင်စီတီရပဲလိုက်မိနိုင်မလားဘဘူးကအနိုင်ယူသွားမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရပါတော့မယ်ကစားပွဲတစ်ခုလုံးထိန်းချုပ်မယ်နာဂီရဲ့လမ်းကြောင်းကိုတားဖို့အတွက်ငါ့ရဲ့အာယုန်ခံပစ္စည်း၅ခုလုံးလောင်းကြီးထပ်မယ်ဆိုပြီးတော့ chapter 189ခုကဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်နောက်အပိုင်းမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းလာရည်လာမှာမလို့ဆက်မြတ်ပေးကြဖို့နဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲအားပေးကြတဲ့သူတူတယောက်ချစ်စီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ် နောက်ပိုင်းနေမှာပြန်လေးကြတာပေါ့